င်္ဂလာပါခင်ဗျာကျွန်တော်တို့လူသားတွေရက်ဒီရှင်သန်နေထိုင်နေကြတဲ့အထက်မှာပုံစံမျိုးစုံဘဝမျိုးစုံကိုကျင်လည်ရုံးကန်လှုပ်ရှားနေကြပါတယ်အဲ့ဒီလိုရုံးကန်လှုပ်ရှားမှုတွေထဲမှာမိမိနဲ့အတူမိမိရဲ့ဘဝမိမိရဲ့ပတ်ဝန်းကျင်တိုင်းပြည်ကောင်းချိုးအများကောင်းချိုးအတွက်ကိုစူးစမ်းဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်ချော်ကြီးများရဲ့ ဘဝစာမျက်နှာများကတော့အင်မတန်စိတ်ဝင်စားဖွယ်ကောင်းလာပါတယ်ဒီနေ့မှာစာပေချစ်ပြည်သက်များအတွက်အထူးအဖြင့်လူငယ်စာဖက်ပြည်သက်များအတွက်ကိုသမီးလေးဖတ်ဖို့ဆိုတဲ့ဒသနစကားစုများစာအုပ်ကိုရေးသားခဲ့သူ စာရေးဆရာကောင်းတန်းရဲ့ ဘဝဆာမျက်နှာများကိုဖက်ကြည့်ကြမှာဖြစ်ပါတယ်။ ာကောင်းတန်းရဲ့အမိရင်းကတော့ဥခင်မောင်ကျွဲဖြစ်ပြီးဆရာကို1949ခုနှစ်ဇူလိုင်လ၄ရက်နေ့မှာအဖဦးတာတင်အမိဒေါ်ညွန့်ညီတို့ကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အုတ်ခံမြို့မှာမွေးဖွားတန်းစင်ခဲ့တာဖြစ်ပါတယ်ဆရာကောင်းတဲ့ဟာစာပေလောကထဲမှာ ောင်းတန့်ဆိုတဲ့အမည်အပြင်အမောင်ငယ်အုတ်ကံခင်မောင်ကျွဲ BED ဆရာကိုကိုဆရာကျွဲတက်ခိုင်ကြည်လွင်ကိုစတဲ့ကလောင်ကွဲများနဲ့လဲစာပေများရေးသားခဲ့သူဖြစ်ပါတယ်။ စာပေစုရစာရေးဆရာကောင်းတန့်ဖြစ်ပါတယ်။ပညာရေးတက္ကသိုလ် BD 83ခုနှစ်ကျောင်းစင်းတယောက်လည်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ငယ်စဉ်ကအိမ်မက်ကလေးကတော့စာရေးဆရာဖြစ်ဖို့ဆိုတဲ့အိမ်မက်ကလေးပါပဲ။သို့တော်လည်းကျွန်တော်ကကျောင်းဆရာလောကမှာဝင်ရောက်ပြီးတော့ကျင့်လက်ကျဆိုင်တဲ့အထက်တန်းပြဆရာအလယ်တန်းကျောင်းအုပ် ရန်ကုန်တက္ကသိုလ်ဘုဒ္ဓထောင်နယ်မြေနိုင်ငံရေးနှီးပြတာဝန်များကိုထမ်းဆောင်ပြီးနောက်ပိုင်းမှာရန်ကုန်ဆရာတတ်တင်သိပ္ပံယခုရန်ကင်းပညာရေးကောလိပ်လို့ခေါ်တဲ့နေရာမှာအင်္ဂလိပ်စာဌာနလက်ထောက်ကတိကအဖြစ်ငန်းတိတိုင်တိုင်အမှုထမ်းဆောင်ခဲ့ပြီးနောက်ဆုံးကျွန်တော်ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်အလုတ်ကပြီးထွက်ခဲ့ပါလေ စာပေနယ်ထဲကိုဝင်နိုင်မှုအတွက်ကျွန်တော်ကြိုးစားလုံးပိုင်းနဲ့ငါးနှစ်အကြာမှာစာပေနယ်ထဲမှာအောင်မြင်မှုတစ်ခုအနေနဲ့စိုက်ထူနိုင်ခဲ့ပြီးတော့အမျိုးသားစာပေဆူရခဲ့ပါတယ် ျွန်တော်မျိုးသားစာပေစုရတဲ့နှစ်မှာပဲအဲ့တော့ကျွန်တော်ရတဲ့မျိုးသားစာပေစုကသသိမ်းမှာအဲ့သသိမ်းကိုကျွန်တော်ရဲ့ညံနဲ့ရထားတဲ့အတွက်ကျွန်တော်ရဲ့တန့်ရှင်းတဲ့ငွေဖြစ်တဲ့အတွက်ကျွန်တော်ကိုရီကိုတာမှာမသုံးချင်ဘူးဆိုပြီးတော့ကျွန်တော်စဉ်းစားတဲ့အခါမှာငါ့ကိုမွေးထုတ်ပေးတဲ့ဇာတိမြေကိုပြန်ကျိုးပြုမယ်ဘယ်လိုပြန်ကျိုးပြုရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားလိုက်တဲ့အခါကျွန်တော်ဒေသမှာကျွန်တော်ဥက္ကမျိုးလေးမှာစာကြည့်တိုက်မရှိပါဘူးဒါကြောင့်ကျွန်တော် စာကြည့်တိုက်ပြန်ထောက်မယ်ဆိုပြီးတော့အဲ့ဒီကျွန်တော်အမျိုးသားစာပြည့်စုရတဲ့ငွေသသိန်းကိုစာကြည့်တိုက်ထောင်ဖို့မတ်တီလိုက်ပါတယ်တကယ်တော့အဲ့တုန်းကငွေသသိန်းကတော့အခုငွေနဲ့တော့မတူဘူးပေါ့လေအမှတငယ်ချင်းတွေကလည်းဝိုင်းဝန်းကူညီတဲ့မြို့ကလည်းဝိုင်းဝန်းကူညီတဲ့အတွက်မြို့မှာရှိတဲ့ကျွန်တော်တို့မင်္ဂလာပြူဟာအဆောက်အဦလေးမှာကျွန်တော်တို့မြို့ကနေပြီးတော့ဒီနေရာလေးကိုနေရာပေးပါတယ် အဲ့ဒီမှာကျွန်တော်တို့တန်ငယ်ချင်းတွေစုပေါင်းပြီးတော့ကောင်းတန့်စာကြည့်တိုင်းဆိုပြီးတော့ကျွန်တော်တို့စတင်ပြီးတော့ဖွင့်ခဲ့ပါအဲ့လိုဖွင့်နေဖွင့်ပြီးတဲ့နောက်မှာပဲကျွန်တော်ကကျွန်တော်အိမ်မောကြနေတဲ့ကျွန်တော်မျိုးလေးကိုလှုပ်နှိုးတဲ့အနေနဲ့ကောင်းသံစာကြီးတိုက်ကနေပြီးတော့ကျွန်တော်အင်္ဂလိပ်စာသင်တန်းနေဖွင့်နေအဲ့ဒီမှာ ခုနအားကစားပြိုင်ပွဲတွေလုပ်တယ်ဆိုင်စာကုန်းပြိုင်ပွဲတွေလုပ်တယ်စာပေဟောပြောပွဲတွေနှစ်စဉ်လုပ်ခဲ့တာအခုဆိုရင်73နှစ်ကျော်သွားပါပြီစင်ဆက်မပြလုတ်ကင်လာတဲ့အတွက် မြို့ကလေးကအခုဆိုတော့ချင်းအတော်အသင့်တော့တိုးတက်နေပါပြီကလေးတွေဆိုလဲဂုံနူးတွေတဝွေနဲ့အောင်မန်းဆင်နိုင်နေကြပါပြီကျွန်တော်ကကျွန်တော်မြို့လေးကိုဒီလောက်နဲ့နေမကျင်တတ်သေးဘဲနဲ့မြို့ကလေးရဲ့ပတ်ဝန်းကျင်ကျိလက်တွေပါ ဖွံ့ဖြိုးတိုးတက်စေရမယ်ဆိုတော့ခံယူချက်နဲ့ကျွန်တော်အဲ့ဒီကျိလက်တွေကိုအရစာအုပ်တွေဘယ်လိုဖြန့်ရမလဲရောက်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာစဉ်းစားတဲ့အခါမှာကျွန်တော်ကောင်းသတ်ကျိလက်နယ်လက်စာကြီးတိုက်ပေါ့နော်အင်္ဂလိပ်လိုပြောရင် mobile library ပေါ့ mobile library လေးကိုကျွန်တော်လုပ်ပါတယ်ရွာပေါင်း40ကိုကျွန်တော်စတင်လုပ်ပါတယ် အဲ့တော့လုတ်ပုံလုံးကြီးကတော့ကျွန်တော်ကဟိုပလတ်စတစ်ဘုံတွေထဲမှာစောက်တွေစောက်တရားကျော်ထက်ထက်ပြီးတော့ရွာကိုမော်တော်ဆိုင်ကနေပို့အဲ့ဒီရွာဖတ်ပြီးသားကိုကျွန်တော်ပြန်ပို့တရားပြီးတရားဘုံတွေလဲလဲရင်းနဲ့ကျွန်တော်တို့ကျွန်တော်တို့ရွေလျားစာကြီးတိုက်ကောင်းတဲ့ရွေလျားစာကြီးတိုက်ကလေးကိုကျွန်တော်တို့စတင်ထူထောင်ခဲ့ပါတယ်အဲ့ဒီမြို့ကလေးကိုကျွန်တော်အခြေတကျလုပ်ပြီးတဲ့နောက်ပိုင်းမှာဒီဘက်ပိုင်းမှာကျွန်တော်က နိုင်ငံတော်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဖွဲ့အစည်းတွေမှာကျွန်တော်ပါဝင်ပြန်ပြီးတော့ပါဝင်ပတ်သက်လုပ်ကင်လာခဲ့ရပါတယ်ကျွန်တော်ကမြန်မာနိုင်ငံစာရေးဆရာအသင်းဘိုးကောင်တီဝင်ဖြစ်ပါတယ်ဘန္နာရေးမှူးဖြစ်ပါတယ်ဒါ့အပြင်တစ်ဆက်တည်းမှာပဲဒီကနေ့ပြန်လဲတည်ထောင်ထားတဲ့မြန်မာနိုင်ငံကင်းတော်အဖွဲ့မှာလဲကင်းတော်မူကြီးတယောက်အနေနဲ့ကျွန်တော်တာဝန်ယူဆောင်ရွက်နေပါတယ် ဒါပြင်ကျွန်တော်တို့ဆရာတွေကိုပညာဖြန့်ဖြူးပြီးတော့အလင်းရောင်ပေးနေတဲ့ပညာတစောင်းအုတ်ချုပ်ရေးအဖွဲ့မှလည်းကျွန်တော်အဖွဲ့ဝင်ဖြစ်ပါတယ်အဲ့ဒီကတစ်ဆင့်ကျွန်တော်ဟာပညာတစောင်းကဥဆောင်တဲ့ထူးကျွန်ဆရာရွေးချယ်ရေးအဖွဲ့ဘောဦးစီးကော်မတီဝင်တယောက်လည်းဖြစ်ပါတယ် ကျွန်တော်တို့ကတနိုင်ငံလုံးမှာရှိတဲ့ဆရာတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးမယ်တော်တဲ့ဆရာတွေမြေတော်မြောက်ပေးမယ်ဆိုတဲ့ရည်ရချက်နဲ့ပညာတစောင်ကဆရာကြီးဥတန်းဦးဆောင်တဲ့ပညာရှင်တွေကနေပြီးတော့ကျွန်တော်တို့ဆရာတွေကိုထူးချွန်ဆရာတွေကိုဆုရွေးချယ်မယ်ဆိုပြီးတော့ကျွန်တော်တို့လုပ်ကြပါတယ်အဲ့လိုလုပ်တဲ့အခါမှာကျွန်တော်တို့အစင်အဖွဲ့စည်းတွေမှာကျွန်တော်ကိုယ်တိုင်အဲ့ဒီဦးစီးအဖွဲ့ဝင်နေနဲ့ပါဝင်ဆောင်ရွက်နေပါတယ် တစ်ချိန်တည်းမှာပဲဒီဆရာတွေစုပေးပြီးတော့ရွေးချယ်သလိုဒီနေမှာရှိတဲ့ဆရာတွေတနိုင်ငံလုံးမှာရှိတဲ့ဆရာတွေကိုလည်းအသိပညာဘူးသူဒ်ဖြန့်ဖြူးပေးဖို့လိုတယ်။ပညာရဆောင်လက်ရှိထုတ်ဝင်နေတဲ့ပညာရဆောင်လောက်နဲ့ရတော့တွန်းကမူလာဒန်းပိုင်းမှာပဲသူကဒီပို့ပြီးတော့ကျယ်ပြန့်ပြန့်ရောက်ရှိနေတော့အလဲတန်းနဲ့အထက်တန်းနဲ့လိုတယ်ဆိုပြီးတော့ပညာရဆောင်အုပ်ချုပ်ရေးဖွဲ့ရပဲဆရာကြီးဦးတန်းဦးဦးဆောင်တဲ့ ပညာရှင်များအဖွဲ့ကနေပြီးတော့ဆရာကြီးဦးတင်ညိုတို့ဆရာကြီးဦးမြင့်ဟန်တို့ကနေပြီးတော့ကျွန်တော်မြတ်ပညာမဂ္ဂဇင်းထုတ်မယ်ဆိုပြီးတော့ကျွန်တော်တို့တိုင်ပင်ဆွေးနွေးကြပြီးတော့မြတ်ပညာမဂ္ဂဇင်းထုတ်ဖို့အတွက်ကျွန်တော်တို့စီစဉ်လုပ်ကြတဲ့အထက်မှာကျွန်တော်ကအဲ့ဒီမြတ်ပညာမဂ္ဂဇင်းထုတ်ဝေရင်းမှာလဲဟိုဦးစည်းကော်မတီတယောက်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကဗန္ဓာရေးမှုပါပဲ တာပဲလေလင်မြန်းနေရောက်တဲ့ဒီလိုလေးဘူးတက်နေုံနဲ့ကတော့စီးပွားမဖြစ်ဘူးမဖြစ်တော့လေကိုတောက်တယ်လို့သူများတွေကောင်းကောင်းမွန်မွန်တောက်ရပါစေဆိုတဲ့စေတနာနည်းနဲ့သာတို့လုပ်ဖို့ပဲလိုတယ်ဟုတ်တယ်ကြီးပွားချင်းချမ်းသာချင်းကတော့ဒါတော့ကံတရားပဲအဲ့တော့ဒီမှာစိုးသေးမပါသဘာဝလက်ဖက်ကြောက်တန်းဆိုတော့ကြပြားလေးတစ်ခုဆက်ပေးလိုက်တယ်ဒီထဲမှာကောင်းတန့်အဖန်ရေတောက်လင်ဖြစ်ကြံတလောက်ပြီးမြောက်မီ သွေးတွင်းကအစီကြစေမိအပြင်စိတ်ကြည်လင်ရှင်လန်းနွမ်းနယ်မှုလည်းပြောက်မိကင်းစားနှလုံးစီးကြိုသွေးတို့အမျိုးမျိုးကိုဟန့်တာကာကွယ်သည်ပြောက်တော့မပြောက်ဘူးနော်ယုံကြည်စွာစမ်းတောက်ကြည့်ဟတ်ထီသွားမိကောင်းလားကြော်လေးအဲ့လိုလူမှုအေး လုပ်ငန်းတွေကိုကျွန်တော်ဆောင်ရွက်နေနေတယ်ပဲနောက်ထပ်ကျွန်တော်တို့လှုပ်ဆရာတွေအများကြီးရှိသေးတယ်ဆိုတာကျွန်တော်သိလာပါတယ်ဒါပါလဲဆိုတော့ကျွန်တော်တို့မနစ်ကလှုပ်တဲ့ကိစ္စပေါ့မနစ်ကကျွန်တော်တို့ကျွန်တော်ရဲ့ဆရာချစ်ဆန်းဝဲရဲ့ဆရာချစ်နိုင်ရဲ့ဆရာဦးသိန်းလွယ်ရဲ့ဒေါက်တာခင်မောင်ညိုရဲ့ဦးကြည်တန်းရဲ့ဦးတင်လိုင်းရဲ့အဲ့ဒီဆရာသေးအောင်ရဲ့အဲ့ရှစ်အောင်ဖွဲ့ရနေပြီးတော့ကျွန်တော်တို့စာပတ်သူတိုးဝါးရေးဆိုပြီးတော့ကျောင်းတွေကိုလိုက်ပြီးကျွန်တော်တို့ဆရာဆရာမတွေစာပတ်အောင်ကြိုးစားအားထုတ်ခဲ့ပါတယ် အဲ့တော့အထုတ်တဲ့နေရာမှာကျောင်းနေရာလဲကျွန်တော်တို့အကူအညီပေးပါတယ်ပေးပြီးတော့ကျွန်တော်တို့ကျောင်းနေသွားတယ်ဆရာဆရာမတွေကိုကျွန်တော်တို့တွေကစာအုပ်တအုပ်ဆရာဆရာမ90ရှိတယ်တချို့ကျောင်းမှာ100ကျော်ရှိတယ်တချို့က90ရှိတယ်ရှိတဲ့ဆရာဆရာမအရေးအတွက်တိုင်းကျွန်တော်တို့စာအုပ်တအုပ်လက်ဆောင်ပေးပါတယ်အဲ့ဒီစာအုပ်ကိုအဲ့ဒီဆရာဆရာမဖတ်စီပါတယ်ပြီးရင် तू ကဒါကိုပြန်ပြီးတော့စာတန်းသဘောပြဒီပေါ်မှာဝေဖန်အကြံပြုစာရေးပြီးတော့ ကျွန်တော်တို့အဖွဲ့ကိုပြန်တင်ရပါအဲ့လိုပြန်တင်တဲ့အခါမှာအရေးသားကောင်းတဲ့အချက်လက်ဝေဖန်တာကောင်းတဲ့ဆရာဆရာမတွေကိုကျွန်တော်တို့ကပထမစုဒုတိယစုတတိယစုအထူးစုနှစ်စုဆိုပေးပါတယ်ပထမစု9000ဒုတိယစု3000တတိယစု2000အထူးစု1000 1000ဆိုပြီးတော့အဲ့ဒီ plus ကျွန်တော်တို့တိုက်ထုတ်စာအုပ်တွေပါမြစ်တာလက်ဆောင်ပေးပါတယ်ကျောင်းတိုင်းကျောင်းတိုင်းမှာကျွန်တော်သွားတဲ့ကျောင်းတွေမှာကျွန်တော်တို့တိုက်တရနေပြီးတော့ထုတ်ဝေတဲ့စာအုပ်တွေကို ကျောင်းစာကြီးတိုက်ကိုလှူပါတယ်ကျွန်တော်ရဲ့ဆရာဦးသိန်းလွင်ရဲ့ဒေါက်တာခင်မောင်ညိုရဲ့ကျွန်တော်တို့တွေကဆရာချစ်နိုင်ရဲ့ဆရာချစ်ဆံဝင်ရဲ့ကျွန်တော်တို့ကစာပေတိုက်တွေရှိတော့ကျွန်တော်တို့စာပေတိုက်တွေကထုတ်ဝေတဲ့စာအုပ်တွေကိုကျွန်တော်တို့ကကျောင်းစာကြီးတိုက်ကိုလှူဒန်းပါတယ်ဆရာဆရာမတွေကိုကျွန်တော်တို့လက်ဆောင်ပေးပါတယ်ဒီနေ့အမြင့်ဆရာဆရာမတွေကိုစာဖတ်အောင်ကျွန်တော်တို့လှုံ့ဆော်စည်းရုံးမယ်ပထမဆုံးကျွန်တော်တို့ဘူတထောင်မြို့နယ်ကိုလုတ်ခဲ့ပါတယ် ဗုဒ္ဓထောင်မှာအောင်မြင်မြင်ပြီးတဲ့အခါမှာကျွန်တော်ရန်ကင်းမြို့နယ်မှာလွတ်ပါတယ်။ရန်ကင်းမြို့နယ်ပြီးတဲ့အခါမှာကျွန်တော်အလုံမြို့နယ်လွတ်ပါတယ်။အဲ့ဒီကနေပြီးတော့ကျွန်တော်တို့အုတ်ကံပေါင်းတယ်ပြီးတော့ရေကြီးစသဖြင့်ကျွန်တော်တို့လိုက်ပြီးတော့မြို့တွေမှာနယ်တွေမှာပါလိုက်လွတ်ပါတယ်။အဲ့ဒီလွတ်သမျှအားလုံးကလည်းကျွန်တော်တို့ပါကျွန်တော်တို့ကုန်ကြစိတ်ခံစုပေးတဲ့ငွေကလည်းကိုယ်စိတ်နဲ့ကိုယ်လိုက်ပေးပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ဆရာဆရာမတွေစာဖတ်အောင်ကျွန်တော်တို့ အထုတ်ကြူပန်လုတ်ကင်နေကြပါလေအဲ့ဒီအလုတ်တရားပြီးဆုံးမှာတော့မဟုတ်ပါဘူးဒီလိုပရာဟိတလူမှုရေးလုပ်ငန်းနေတယ်ပဲကျွန်တော်တို့ဘဝကိုတိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းအောင်ဖန်တီးသွားဖို့တသက်တာရည်ရထားပါတယ် ဲ့ပြည်သက်ကိုမိတ်ဆက်ပေးပါရစေကျွန်တော်မှာသားသမီး၃ဦးရှိပါတယ်ตาကြီးတမီးလတားငယ်ဆုံးตาကြီးကတော့တဲအောင်ဖြစ်ပါတယ် The Politics Journal Editor ချုပ်တာဝန်ကိုထမ်းဆောင်နေပါတယ်လက်ရှိသူက Journal Fanpage တာဝန်လုတ်ကင်နေတဲ့အတွက်ဒီမှာမလာနိုင်ပါဘူးကျွန်တော်သမီးကြီး မြဝိရရလည်းကုမ္ပဏီတစ်ခုမှာဝင်ပြီးတော့လှုပ်လှုပ်နေပါတယ်ဒီကနေ့သူမအားလတ်တဲ့အတွက်သူလည်းမလာရောက်နိုင်ပါဘူးဒါတော့ကျွန်တော်သားငယ်ပါဒါကကျွန်တော်အမျိုးသမီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်သားလေးကိုကျွန်တော်အရန်ချစ်တဲ့အတွက်ကျွန်တော်သူ့ရဲ့အနာဂတ်ကိုဘယ်လိုပြုစုပြောထောင်အောင်မလဲဆိုပြီးတော့ကျွန်တော်စောက်တွေဖတ်ပါတယ်ကျွန်တော်ကြောင်းတော့ကျွန်တော်ဘီဒီသဏ္ဍန်းစင်းဆိုတော့ပညာရေးစိတ်ပညာသင်ခဲ့ရပါတယ် တော့ကျောင်းတော့ကျွန်တော်သင်ခဲ့ရတဲ့စာတွေလည်းကျွန်တော်ပြန်ဖတ်တဲ့အခါမှာခလေးရဲ့ဗီဇကိုသူ့ရဲ့ဝါသနာကိုမြေတောင်မြောက်ပေးပြီးတော့လှုံ့ဆော်ပေးခြင်းဟာသူ့ရဲ့အောင်မြင်မှုပဲဆိုတဲ့ဟာကိုကျွန်တော်နားလည်လိုက်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဖြစ်ကျင်တာတွေကိုသူ့ကိုမဖြစ်ခိုင်းမနဲ့သူဖြစ်ကျင်တာတွေကိုပဲကျွန်တော်ကဖြစ်အောင်ဘလို့ဖန်ပြီးပေးရမယ်ဆိုတာကိုကျွန်တော်စဉ်းစားပါတယ်အဲ့လိုစဉ်းစားပြီးတော့သူ့ဘာဝါသနာပါလဲဆိုတာကိုကျွန်တော်က ငယ်စဉ်ကလေးကသူ့လာသားအရွယ်တည်းကရင်ခွင်ထဲမှာအိယာဝင်ပုံပြင်လေးတွေကျွန်တော်၈လ၉လလောက်ကစားပြီးတော့တခါလေအိယာဝင်ပုံပြင်လေးတွေကျွန်တော်ပြော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 လာတာ၄၅၆နှစ်အထိပါပဲအခုလဲရံပြောနေရတုံးပါပဲအဲ့တော့အိယာဝင်ပုံပြင်လေးတွေပြောရင်းပြောရင်းနဲ့ပဲသူ့ရဲ့ဝါသနာကိုကျွန်တော်တဖြည်းဖြည်းစူးစမ်းလေ့လာကြည့်တဲ့အခါမှာသူကအနုပညာဘက်မှာဝါသနာပါတယ်အဲ့တော့သူကအနုပညာဘက်မှာဘာဝါသနာပါလဲလို့ တိတိကျကျကျွန်တော်တို့သူပထမတန်းရောက်တဲ့နှစ်မှာမင်းမြန်လိုက်တဲ့အခါကျတော့ तू ကပကြီးဝါသနာပါတယ်တဲ့ तू ပကြီးဆွဲတာတွေ तू စိတ်ဝင်စားတယ်အဲပကြီးစာအုပ်တွေ့ရင် तू ကောက်ကြည့်တယ်သူ့မူဂျိုကလေးမှထားတော့လည်းမူဂျိုเจ้าမှထားတော့လည်းအဲ့မူဂျိုเจ้าကပကြီးမှာသူတို့တင် जा ပေးလိုက်တဲ့အတွက်အခြေခံလေးရတဲ့အခါ तू ပကြီးတော်တော်လေးစိတ်ဝင်စားတယ်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီချိန်အစပြီးတော့ တနေ့ကျရင် तू ပကြီးစရာဖြစ်ရမယ်ဆိုပြီးတော့ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ तू ပကြီးစရာဖြစ်အောင်အခုတည်းကပြုစုပြုထောင်ပါတယ်ပြုထောင်တော့တဒန်းရောက်တဲ့ကကျွန်တော်တို့အိမ်မှာသူ့ရဲ့ပကြီးစရာအစ်စင်နာဝင်းကိုကျွန်တော်တို့ကဒီမှာအဲတပတ်နှစ်ချိန်အိမ်မှာခေါ်ပြီးတော့ပကြီးပညာတနေ့ကိုအဲတစ်ချိန်ကိုနှစ်နာရီနဲ့ तू တင်ကြလာခဲ့ပါတယ်အခုဆိုလို့ရှိရင်9နှစ်လောက်ရှိပါပြီ အဲ့တော့သူတင်ကြားလာတဲ့ခါမှာပကြီးပညာကိုအခြေခံလောက်ကို၃နှစ်လောက်ကိုအခြေခံလောက်သူတင်ပြီးတဲ့ခါမှာတော်လေးစွန့်နေပါပြီ။ဒါပေမဲ့နောက်ထပ်သူ၅နှစ်လောက်ဆက်ပြီးတော့ဒီပညာကိုသူဆက်တင်မယ်။ပြီးလို့ရှိရင်သူအမှုပညာကျောင်းကိုသူတက်ကတော်တက်မယ်။ဒီပကြီးနဲ့ပဲသူသူ့ဘဝတစ်ခုလုံးသူတိဆောက်သွားတော့မယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မိဘတွေကတစ်ခါတည်းမှာကိုဖြစ်ချင်တာကိုမဖြစ်လိုက်ရတော့ ကိုသားသမီးကိုတခါလဲကိုဖြစ်ချင်တာလေအတင်းပုံသွင်းတယ်ပုံသွင်းတဲ့အခါကျတော့ငယ်စဲကအကိုကပထမမရခဲ့ဘူးအเจ้าမှာစုမရခဲ့ဘူးဆိုရင်ကိုသားသမီးကိုစုရမ်းစရစေခြင်းတယ်တခါလဲ1 2 10ရအောင်တခါလဲအတင်းတခါအတင်းကရော ခလေးကိုတခါလဲဖိအားပေးပါတယ်ခလေးဟာကျူရှင်လဲတဲ့အเจ้าလဲတဲ့စိတ်ပြည်စည်းမှုတွေနဲ့သူ့ရဲ့ခလေးဘဝကိုပျော်ပျော်ရွှင်ရွှင်မဖြတ်သန်းရပါဘူးခလေးတွေရန်တနာကိုကောင်းတယ် ကျွန်တော်သားဆိုလို့ရှိရင်ဘာကျူရှင်မှမထားဘူးဒီအင်္ဂလိပ်စာကျူရှင်နဲ့ဒီပကြီးကျူရှင်ကလွဲလို့မထားဘူးအင်္ဂလိပ်စာတော့မတက်လို့မရသူပကြီးပညာတက်လို့နိုင်ငံတကာကိုသွားတော့မှဆိုရင်အင်္ဂလိပ်စာမတက်ရင်သူကဘာပတ်လို့မရဒါကြောင့်မလို့သူအင်္ဂလိပ်စာလိုအပ်တယ်ဆိုပြီးတော့စနေတနင်္ဂနွေနေ့ရက်ကိုတော့နိုင်ငံသားကလာဖွင့်တဲ့ကြောင်းကြောင်းမှာကျွန်တော်စနေတနင်္ဂနွေနေ့ရက်ကိုထားပါတယ်တခြားဘာကျူရှင်မှကျွန်တော်မထားတော့ဘူးသူကိုတန်မှန်ကျောင်းသားတယောက်လိုပဲကျောင်းမမှန်တဲ့ စာမမှန်ချက်စာမွေးအောင်အောင်ဖြည်းចောင်းသားတယောက်ကဲ့သို့တမန်ចောင်းသားတယောက်ကဲ့သို့ဖြတ်တန်းစီပါတယ်တချို့မိဘတွေကြတော့သူတို့ရဲ့ဖြစ်စေခြင်းကအများများပြီးတော့ခလေးကိုတွန်းအားပေးတဲ့အခါမှာခလေးကအစင်ကြသွားလို့ရှင်လဲမိဘရိုက်မှာကြောက်လို့မိဘစုမှာကြောက်လို့မလုပ်သင့်တာတွေလုပ်မပြောသင့်တာတွေပြောတခါလေဟိုចောင်းရဘုတ်ကကိုလိန်ထိုးစသဖြင့်ပေါ့ အဲ့တော့မိဘတွေကခလေးတွေပေါ်မှာသူတို့ဖြစ်စေချင်တာတွေမလုပ်ဘဲနဲ့ခလေးဖြစ်စေချင်တာတွေကိုလည်းဖြစ်အောင်လုပ်ပေးဖို့ကျွန်တော်ကဟိုဘောနော်ရေးလဲရေးပါတယ်ပြောလဲပြောပါတယ်အခွင့်အသင်းလုံးကြောင့်ဒါလေးပြောလိုက်ပါတယ်အခုကျွန်တော်ကကျွန်တော်သားကိုလက်တွေ့ဆန်းတတ်တာပါပဲကျွန်တော်သားကပကြီးစရာပဲဖြစ်ချင်တယ်ဆိုရင်ကျွန်တော်ဘာကူမှကျန်တာကိုပကြီးပညာလောက်ကျွန်တော်အလေးမထားတော့ဘူးပကြီးပညာကိုပဲသူ့ကိုစိုက်လိုက်မှတ်တာလုပ်ပေးနေပါတယ်အင်္ဂလိပ်စာလုပ်ပေးနေပါလေဒီနှစ်ခုပါပဲ ကျောင်းမှာတော့ तू ဟာကျောင်းသား80လောက်ရှိတဲ့အထက်မှာ तू အဆင့်40ကျော်လောက်ရပါတယ်ကိစ္စမရှိပါဘူး तू ကျောင်းတမန်ကျောင်းသားတယောက်အနေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကျောင်းတက်ပြီးအောင်မြင်သွားရင်ဒါသူတာဝန်ကျေပါတယ် तू ကျောင်းတက်နေတဲ့ကာလာလေးမှာပျော်ပျော်ရွှင်ရွှင်လေးဖြစ်သွားရင် ပြီးတာပါပဲအဲ့တော့ဒီလိုကလေးကိုကျွန်တော်တို့ပြုစုပြုထောင်သလိုကျွန်တော်တို့သားဖရဲ့အဖြစ်မျိုးကိုကြည့်ပြီးတော့လဲတချို့မိဘတွေကကလေးရဲ့ ဝါသနာခလေးဖြစ်စေခြင်းဓာတ်တွေကိုမြေတောင်မြောက်ပေးကြမယ်ဆိုလို့ရှိရင်ဒီတဲ့ပို့ပြီးတော့ခလေးကပို့ပြီးတော့အောင်မြင်မယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်နေပဲခလေးတွေဦးစားပေးပါ ခလေးတွေချစ်ပါ ကိုသားသမီးကိုချစ်လို့ရှိရင်သူ့ကိုပို့ပြီးတော့ကျွန်တော်တို့ဟာကောင်းစေခြင်းနဲ့ဆိုလို့ရှိရင် သူ့ဝါသနာကိုမြေတောင် မြောက်ပြီးတော့သူ့ကိုစိတ်ပီစီးစီးစိတ်ပီစီးမှုတွေဖြစ်အောင်တတ်နိုင်ဆုံးရှောင်ကျင်ကြဖို့ကျွန်တော်ကမြစ်တဲ့ရက်ခံကျင်ပါတယ်အခုကျွန်တော်သားလေးကိုလည်းကျွန်တော်က နမူနာအနေနဲ့စမ်းသပ်နေရောစမ်းသပ်တယ်ပေါ့နော်တစ်ချိန်သူပကြည်စရာဖြစ်မလားဘာဖြစ်မလဲဆိုတော့ကျွန်တော်လည်းအခုချိန်မှာကန်တီကမမပြောနိုင်သေးပါဘူးသို့တော်လည်းအဲ့ဒီခရီးကိုသွားမယ်ဆိုရင်တော့အဲ့ဒီခရီးကိုရောက်အောင်တော့သွားမှာပါပဲရောက်မယ်လို့လည်းကျွန်တော်မျှော်လင့်ယုံကြည်ပါတယ်ဒါကြောင့်တားလေးရရောအဲ့ဒီခရီးကိုအောင်အောင်မြင်မြင်နဲ့သွားနိုင်မလားဆိုတာကျွန်တော် ပြေးသက်တဲ့သူ့ကိုမိတ်ဆက်ပြီးတော့ပြောပြပါမယ်ကဲတားလေးရလည်းပြေးသက်ကိုမိတ်ဆက်လိုက်ပါဦး ဟုတ်ကဲ့။ပါရဲ့နာမည်ကတော့မောင်ရဲရဲ့ကောင်းသံဖြစ်ပါတယ်။ဒါကတော့အာထကတဲ့တကုံးစထမတန်း F မှာပညာသင်ကြားနေပါတယ်။ တားရဝါသနာကတော့ပကြီးဆွဲခြင်းဖြစ်ပါတယ်။တားကြီးလာရင်ပကြီးဆရာကြီးတယောက်ဖြစ်အောင်ကြိုးစားပါမယ်။ဖေဖေမေမေရဲ့တုန်တင်ဆုံးမမှုတွေကြောင့်လည်းတားဘာသာရေးကိုစိတ်ဝင်စားပါတယ်။တားညစညတိုင်းဖေဖေနဲ့မေမေကိုရှိခိုးပြီးမှအိပ်ပါတယ်။အကြောင်းမှလည်းနေ့စဉ်နေ့တိုင်းဆရာမတွေကတားတို့ကိုဖျားရှိခိုးခိုင်းပါတယ်။အိပ်ပါလဲတားရှိခိုးပါတယ်။အဲ့ဒါကြောင့်တားကြီးလာရင်ဗုဒ္ဓဘာသာဝင်တယောက်စစ်စစ်ဖြစ်လာအောင်ကြိုးစားပါမယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။စာအုပ်တော့မှကျွန်တော်ဖတ်ဖို့ပါတယ်။အောင်မြင်ကြော်ကြားသူတိုင်းရဲ့ ကလကံနောက်ကမှတစုံတယောက်ရှိတယ်လို့ဆိုရရှိပါတယ်အဲ့ဒီသူဟာအမေဖြစ်ခြင်းလည်းဖြစ်မယ်နှမဖြစ်ခြင်းလည်းဖြစ်မယ်ဇနီးမယားဖြစ်ခြင်းလည်းဖြစ်မယ်ပေါ့နော်အခုကျွန်တော်ရဲ့အောင်မြင်မှု နောက်ကွယ်မှာတော့ကျွန်တော်ရဲ့ဇနီးဝူဝဲဖြစ်ပါတယ်ကဲဝေရလဲပေးသက်ကိုမေးဆက်လိုက်ပါဦးဟုတ်ကဲ့ကျွန်မတော့ဝူဝီခင်ပါကျွန်မတော့တောင်ကြီးတက်ကတော်ကနေဖြစ်စစ်မိကြနဲ့အကြောင်းပြီးခဲ့တာပေါ့ အဲ့ပြီးတော့ကျမအင်္ဂလိပ်စာလဲဝါသနာပါတဲ့အတွက် tourist guide တင်နန်းကိုတက်ပြီးတော့မှ အောင်မြင်တဲ့ guide တရားကိုလုံမယ်ဆိုပြီးတော့မှရန်ကုန်မှာ အခြေချဖို့စိတ်ကူးတာပေါ့အဲ့မှတင်ဟို regional integration လို့ခေါ်တဲ့ Singapore company မှာတခုဝင်လုပ်နေရင်နဲ့ဆရာနဲ့တွေ့ပြီးတော့မှဆရာနဲ့အကြောင်းပါတာပါအဲ့ခါမှာလူငယ်တွေကိုအတွေးအခေါ်ကောင်းနေ အသိပညာတွေကိုပေးနေတဲ့ဆရာရဲ့ idea ဆရာရဲ့စိတ်ထားသူတပါအပေါ်မှာအမြဲပဲစာနာနားလည်တတ်တဲ့ဆရာရဲ့အတွေ့အခေါ်တွေကိုသဘောကျပြီးတော့မှဆရာရဲ့ဘဝအအတွက်အနောက်ကနေအထောက်အကူတစ်ခုအဖြစ်အနေနဲ့ပါရမီဖြစ်မယ်ဆိုပြီးတော့မှကိုယ့်ရဲ့ဝါဒနာကိုယ့်ရဲ့အချိန်တွေကိုပေါ့နော်ဆရာအတွက်ပေးပြီးတော့မှပျော်ရွှင်ဂျင်းနဲ့ခဲ့ရတူပါ အခုလဲသားနဲ့ အောင်မြင်ထင်ရှားတဲ့ကိုယ့်ရဲ့အမျိုးသားဒီထက်မကအောင်မြင်ကြော်ကြားဖို့တားငယ်လေးကိုလည်းတတိလိမ်မာ ပြီးတော့မှတားကောင်းရတနာတယောက်ဖြစ်ဖို့အတွက်ကိုယ့်ရဲ့အချိန်တွေကိုသူတို့နှစ်ယောက်အတွက်ပေးပြီးတော့မှစင်နှက်ပျော်ရွှင်စွာနဲ့ဘဝကိုဖြတ်သန်းနေသူပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဝေး Thank you. ဆရာဘဝအတွက်တော့ဆရာရဲ့မိသားစုကဘာလေးဟာဘာနဲ့မှမလဲနိုင်တဲ့ဆရာအတွက် အဖိုးတန်ဆုံးသောရတနာလေးတစ်ခုဖြစ်နေမှာပါ။